ကဘာကျော်လျှို့ဝှက်စမ်းကျင်မှုများစွာထဲကမှ Area 51ကဘာပေါ်မှာလျှို့ဝှက်စမ်းကျင်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေများကြီးရှိပါတယ်အဲ့ဒီထဲကမှလူပြောများပြီးတော့အချိန်ကြာမြင့်စွာလျှို့ဝှက်ချက်တွေနဲ့ဖုံးကွယ်ထားတဲ့နေရာတစ်ခုကတော့ Area 51ပါပဲ။ American ပြည်တော်စုဒီဘာရပြည်နယ်ထဲကဒီနေရာလေးမှာ ဘာရီများရှိနေလို့လူတွေကဂျိုသားတွေ UFO တွေနဲ့ဆက်ဆက်ပြီးတော့ဒီလောက်တော့စိတ်ဝင်စားနေကြတာလေဒီနေ့ကျမတို့ Area 51ရဲ့လျှို့ဝှက်ချက်တွေကိုအတူတူဖော်ထုတ်ကြည့်ရအောင်နော် Area 51ဆိုတာကဘာလဲ Area 51ဆိုတာကအမေရိကန်ပြည်ထောင်စုဒီဘာရပြည်နယ်အတွင်းမှာရှိတဲ့အစိမ်းရဲ့လျှို့ဝှက် American Leaders Gang တစ်ခုပါသူကနီဘာရာစမ်းသပ်ရေးနဲ့လေ့ကျင့်ရေးနယ်မြေထဲမှာတည်ရှိပြီးတော့ Ground Lake လို့လူသိများတဲ့ကြီးမားတဲ့စားကန်ကြီးနဲ့ကပ်ရက်မှာရှိပါတယ်။ဒီနေရာက အစိုးရရဲ့လျှို့ဝှက်ချက်တွေ UFO တွေနဲ့ဂျိုသားတွေအကြောင်းသီအိုရီတွေကြောင့်ကမ္ဘာတဝန်းမှာအရန်ကိုနာမည်ကြီးပါတယ်။ Area 51ကို1955ခုနှစ်မှာ CIA ဗဟိုထောက်လှမ်းရေးအေဂျင်စီကနေပြီးတော့ U2 စုံထောက်လေယာဉ်တွေစမ်းသပ်ဖို့အတွက်နဲ့စတင်တည်ထောင်ခဲ့တာပါ။ U2 လေယာဉ်တွေဟာအရန်မြင့်တဲ့အမြင့်တွေမှာပြန်တန်းနိုင်စွမ်းရှိတဲ့လေယာဉ်တွေဖြစ်ပြီးတော့အစောပိုင်းမှာတော့လူအများကအဲ့အရာတွေကို UFO ဖြစ်နေတင်ခဲ့ကြပါဗျာ။ U2 လေ ရဲ့နေနဲ့ Area 51မှာ SR 71 Bad Bad နဲ့ 117 night call အပါဝင်တခြားလျှို့ဝှက်လေယာဉ်တွေကိုလည်းစမ်းသပ်ခဲ့ပါတယ်။ဒီစမ်းသပ်မှုတွေဟာအလွန်လျှို့ဝှက်ထားတာကြောင့်လူအများအပြားကဂျိုသားနီးပညာတွေပါဝင်တယ်လို့ယုံကြည်နေခဲ့ကြတာပါ။2013ခုနှစ်မှာတော့ CIA က Area 51ရဲ့တည်ရှိမှုကိုတရားဝင်အတိအမှတ်ပြုပေးခဲ့ပြီးတော့ YouTube စုံနောက်လေယာဉ်တွေစမ်းသပ်ဖို့အတွက်တည်ထောင်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့လည်း Area 51မှာတခြားလျှို့ဝှက်စမ်းသပ်မှုတွေရှိနေသေးတယ်လို့လူအများအပြားကယုံကြည်နေကြဆဲပါပဲ။ Area 51နဲ့ပတ်သက်ပြီးတော့အကျော်စားဆုံး CEO ရီကတော့ UFO တွေနဲ့ဂျိုသားတွေကြောင်းပါပဲ။သီအိုရီတွေအရအမေရိကန်အစိုးရဟာဂျိုသားရှင်တွေကိုတင်းစီထားပြီးတော့ဂျိုသားနည်းပညာတွေကိုလေ့လာနေတယ်လို့ဆိုကြပါဗါတယ်။1989ခုနှစ်မှာတော့ Bob Lazar ဆိုသူတူက Area 51မှာ ဂျိုသားဤပညာတွေနဲ့ပတ်သက်ပြီးတော့လောက်ကင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။သူ့ရဲ့ပြောဆိုချက်တွေဟာ Area 51နဲ့ပတ်သက်တဲ့ theory တွေကိုပို့ပြီးတော့ပြတ်ပွားစေခဲ့ပါတယ်။အစိုးရက Area 51မှာလုံဆောင်နေတဲ့စစ်တပ်မှုတွေကိုအလုံးအမင်းလျှို့ဝှက်ထားတာကြောင့်လူအများကတော့ဒီဂျိုသားတွေနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တွေရှိတယ်လို့ယုံကြည်ကြရလဲဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ Area 51ဟာ American leader ရဲ့လျှို့ဝှက်စမ်းသပ်ရေးစခန်းတစ်ခုအဖြစ်နဲ့ဆက်လက်တည်ရှိနေသေးပါ။အစိုးရက Area 51မှာဘာတွေလုံဆောင်နေရဆိုတာကိုတရားဝင်ထုတ်ပြန်ခြင်းမရှိ ပေမဲ့ဒီနေရာဟာကမ္ဘာတဝန်းကလူတွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့လျှော့ဝက်စမ်းကျင်တဲ့နေရာတစ်ခုဖြစ်နေဆက်ရှိနေအောင်ပါ။အေရီယာ51နဲ့ပတ်သက်ပြီးတော့ပရိသတ်တွေရောဘာတွေထင်မြင်ယူဆလဲ။ဂျူသားတွေတကယ်ရှိတယ်လို့ရောယုံကြည်လား။ဒါမှမဟုတ်ဒီနေရာဟာလျှော့ဝက်လေရင်တွေစံသက်ရာနေရာတသက်ပဲလား။ comment မှာရေးပြီးတော့ဆွေးနွေးပေးခဲ့ကြပါအောင်နော်။နောက်ထပ်လည်းစိတ်ဝင်စားချက်ဗီဒီယိုတွေနဲ့ကြံလာခဲ့ပါမယ်။အားလုံးလည်းတတား